မင်္ဂလာပါရှင်။ဇွန်လ17ရက်ဗုဒ္ဓဘူးနေ့အတွက်ရွှေကုန်းရဲ့လက်ထုတ်ကြကြရန်ကုန်တရေများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ပထမဦးစွာတင်ဆက်ပေးမှာကတော့ရွှေကုန်းစီရောလုံးတော်ပြေရွှေတင်ငန်းကတ်လူမှုရွှေ192ပိတ်သားကျော်လှူဒန်းခဲ့တဲ့တဲ့။ ရွှေတော်ကုန်စည်တော်မြကြီးကို2024-2025လုံတော်ပြေရွှေတင်ကန်ကလူရမှာယဟန်ရှင်လူပြည်သူတွေကရွှေစင်အလေးချင်းတရားကိုစံနှပိတ်သားကျော်လှူရန်ခဲ့ကြတယ်လို့သိရပါတယ်။ရွှေတော်ကုန်စည်တော်မြကြီးကို1996ခုနှစ်ကစတင်ပြီးရွှေထီးတော်အသည်တင်လှူရာနဲ့အတူလုံတော်ပြေရွှေတင်ကန်ကလူရာတွေကိုဆောင်ရွက်ခဲ့ပြီးပြည်မြ၅နှစ်ကိုတစ်ချိန်လုံတော်ပြေရွှေတင်ကန်ကလူခဲ့တယ်လို့ဆိုပါတယ်။ အခုတစ်ကြိမ်လုံတော်ပြေရွှေတင်ကကလှူပူဇော်ရမှာယဟန်ရှင်လုံအများပြည်သူတွေရဲ့လှူရန်မှုအနေနဲ့6ချက်သားရွှေစင်ပြ1403ချက်တစ်ချက်သားရွှေစင်ပြ1900ချက် ရွှေစင်အလေးစင်192ပိတ်သားတစ်ချက်သား10ပိတ်နဲ့မြပါရွှေဆိုင်14180ဆိုင်တို့ကိုကလှူပူဇော်ခဲ့တယ်လို့သိရပါရဲ့ရှင်ဆက်လက်တင်ဆက်ပေးမှာကတော့မြန်မာအသင်းပါကစ္စတန်အသင်းကိုအနိုင်ရရှိတဲ့တဲ့ 2029ခုနှစ်အာရှဖလားပြန်ပွဲခြေစစ်ပွဲဖြစ်မြန်မာအသင်းနဲ့ပါကစ္စတန်အသင်းတို့ဇွန်လ10ရက်ညနေပိုင်းကရန်ကုန်မြို့သူဝနအကစားကွင်းမှာရှင်ပြိုင်ကစားခဲ့ပြီးမြန်မာအသင်းကတကူးကူမရှိတဲ့အနိုင်ရကြောင်းသိရပါတယ်မြန်မာအသင်းအနေနဲ့အခုပွဲမှာအနိုင်ရလက်အတွက်ဥတီပြင်ဆင်လာခဲ့ပြီးပထမပိုင်း42မိနစ်မှာတိုက်စစ်မှုတန်ပိုင်ရဲ့တလုံးနေသောတွင်ကူနဲ့နိုင်ရခဲ့တာပါအခုပွဲကိုမြန်မာပြည်သက်တောင်းနေချီပြီးလာရောက်အားပေးခဲ့ပါတယ် မြန်မာအသင်းဟာ2029ခုနှစ်အာရှဗလာချိန်ဆက်ပွဲတတိယဆင်အုပ်စုအီမှာပါကစ္စတန်အာဖဂန်နစ္စတန်ဆီးရီးယားအသင်းတွေနဲ့တက်ဝဆူရဲကြောက်နေပြီးအုပ်စုပွဲစဉ်နှစ်ပွဲကစားပြီးချိန်မှာနှစ်ပွဲစလုံးအနိုင်ရထားက6မှတ်ရရှိထားကြောင်းသိရပါတယ်ရှင်။ထပ်မံတင်ဆက်ပြီးမှာကတော့ရန်ကုန်စံဈေးကွက်အယောင်ဝေးအေးနေတယ်လို့ဆိုရတဲ့တဲ့ ရန်ကုန်မြို့ကစံအယောင်ဆိုင်တွေမှာလက်တလောစံအယောင်ဝယ်အေးနေပြီးစံစေးနှုံးတွေလည်းတည်ငြိမ်နေတယ်လို့သိရပါဗျ။စံအယောင်ဆိုင်တွေမှာစံချော်ထက်စံကြံအမျိုးအစားဝယ်ယူသူတွေကပိုများနေတာကြောင့်စံကြံကအယောင်အနှဲငယ်ပိုသွက်နေရလို့ဆိုပါတယ်။အရင်နှစ်တွေကအခုလောက်ထိအယောင်အဝယ်မအေးပဲအခုနှစ်မှာတော့စံစေးမတက်ပဲအယောင်အဝယ်အေးနေတာဖြစ်တယ်လို့ဆိုပါတယ်။လက်ရှိစံစေးကွက်ထဲမှာတော့စံချော်တိတ်ကို၁၈000ကျပ်ကနေ၁၃000အထိရှိ ှိပြီးစံစံတအေကို9300ကျပ်ကနေတသိန်းကျော်ဝင်စင်ထိပေါက်ဈေးရှိနေတယ်လို့သိရပါတယ်ရှင်။ပရိသတ်များရှင်ကျမတို့ရှင်ကုန်မီဒီယာကနေရန်ကုန်တိုင်းဒေသကြီးတွေမှာဖြစ်ပေါ်နေတဲ့ဒင်းဖြစ်စဉ်များကိုအချိန်နဲ့တပြေးညီသိရှိနိုင်ရန်ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ရှိပါတယ်ရှင်။